ပုံဝင်ရှစ်လားနဲ့ထားခဲ့ပြီးနောက်မိန်းမနဲ့တစ္ဆာဖောက်သွားတဲ့အကြောင်းပြောပြသွားမှာဖြစ်ပါတယ်ဖြစ်စဉ်ကတော့ဒီကျွန်တော်ထိုင်းနိုင်ငံကျွန်ဖော်မြို့မှာနေတာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်ဖော်မြို့မှာအတူတူအလုံးလုံးနေထိုင်နေရင်းနဲ့မှကျွန်တော်နောက်ထပ်အိမ်အောင်ကြီးဖောက်ပြန်သွားတဲ့အကြောင်းပြောပြပေးချင်ပါတယ်အဲ့တော့ညီမလေးကိုယ်တိုင်နဲ့ကျွန်တော်ခဏဒီမိနစ်ပဲစကားပြောဖြစ်တာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အာဘယ်လိုမျိုးစားဖြစ်တာလဲဆိုတော့သူတို့ကမြန်မာနိုင်ငံမှာလည်းချစ်သူတန်တန်၃နှစ်ကြာပြီးတော့မှထိုင်းနိုင်ငံကိုရောက်လာတယ်ထိုင်းနိုင်ငံမှာလည်း မိဘတွေလည်းရှိတော့ဒီမှာပဲအိမ်တော်ပြုတ်တယ်ပေါ့နော်မင်္ဂလာဆောင်လိုက်တယ်ပေါ့အဲ့တော့မင်္ဂလာဆောင်ပြီးတော့အခုဒီချစ်သူတက်တန်း၃နှစ်မှာပဲကိုဝန်စရတယ်ကိုဝန်ကတော့ဒီမိန်းကလေးဖြစ်တဲ့သူကဒီညီမလေးကတော့မယူချင်သေးဘူးသူ့ရဲ့အသက်ကတော့23နှစ်ရှိပါပြီတဲ့သူ့ရဲ့ယောက်ျားဖြစ်တဲ့သူရဲ့အသက်ကတော့အာ26နှစ်ရှိပြီအသက်တော့တိတ်တော့မကြီးကြသေးဘူးပေါ့နော်20ကျော်လေးမှာပဲအဲ့တော့အဲ့တော့အဒီချိန်မှာ तू ကအသက်ငယ်သေးတဲ့23နှစ်ပဲဆိုတော့ကလေးမယူချင်သေးဘူးဆိုပြီးတော့ပြောပေမဲ့သူ့ရဲ့ ယောက်ျားဖြစ်တဲ့သူကခလေးအသိန်းယူခိုင်းတယ်ဗောနော်အိမ်အောင်ပြုတ်ကြအိမ်အောင်ပြုတ်တာလည်း၃နှစ်ပြည့်ပြီဆိုတော့ဒီခလေးရအောင်ယူကြမယ်အဲ့တော့မှအိမ်အောင်ရေးပို့ပြီးတော့ဟိုမိသားစုဘဝလေးပြည့်စုံလာမယ်ဆိုပြီးပြောပြီးတော့မှဒီညီမလေးကိုကိုဝင်ယူဖို့အတွက်ပြောတော့အဲ့တော့ကိုဝင်ယူခဲ့ကြတယ်အဲ့တော့ကိုဝင်တက်တန်ကအခုကိုဝင်ဗောနော်အခုကတော့၈လရှိနေပြီအခုဒီနေ့ဆို၈လတော့ရှိနေပြီဒါပေမဲ့ဒီကိုဝင်၆လလောက်တဲ့ကသူ့ရဲ့ယောက်ျားဖြစ်တဲ့သူကခြေလန်းနေစပြီးတော့ပြက်လာတယ်အစာကြီးပြက်လာဆိုတော့သူကအလုတ်မတူတော့နည်းနည်းလေး ဒီစနေတနင်္ဂနွေလောက်ပဲအတူတူနေဖြစ်ပြီးတော့ကြံတဲ့ရက်တွေကြတော့သူ့လုံတဲ့သူရှိနေပြီးတော့ဒီညီမလေးကလည်းသူ့ရဲ့အမားနဲ့ပဲနေဖြစ်တာပေါ့နော်အဲ့တော့အေးအေးချိန်မှာပဲအကူကယောက်ျားဖြစ်တဲ့သူကဘယ်ကိုသွားလိုက်လဲဆိုတော့ပိုကက်မျိုးကိုသွားလိုက်ပြီးတော့နောက်ထပ်မိန်းမတယောက်နဲ့သွားပြီးတော့အတူတူသွားနေတာပေါ့သူကမင်္ဂလာဆောင်ပြီးယူတာတော့မဟုတ်ဘူးဒါပေမဲ့တက်တိတ်ပုံအတူတူသွားနေတာပါအဲ့ဒီသူတပတ်တက်တဲ့မိန်းကလေးကလည်းအသက်30ကျော်ရှိနေပါပြီတဲ့ဒါပေမဲ့အဲတခါလေးတယောက်ရှိတယ်ခလေးကတော့မြန်မာပြည်မှာပို့ထားရတယ်ပေါ့နော်ပို့ထားပြီးတော့ ဒီလက်ရှိတော့ဒီယောက်ျားနဲ့ဒီညီမလေးရဲ့ယောက်ျားနဲ့အတူတူပေါင်းသိနေထိုင်နေတာဖြစ်ပါတယ်တဲ့အဲ့တော့အာဒီလိုမျိုးဖြစ်လာတဲ့အခါမှာညီမလေးကသူကမနေညာကျွန်တော်ကိုပြောလာတာတရားစွဲလို့ရလားဘလို့လဲစသဖြင့်အဲ့လိုမျိုးတွေသူကပြောလာတာပေါ့နော်အဲ့တော့ဒီအရာတွေကြတော့ကျွန်တော်တို့ကညီမနိုင်ငံဒီမှာပဲသွားပြီးတော့တပြန်ဆောင်ရွက်မှရမယ်ဒါပေမဲ့ခက်တာကတော့ထိုင်းနိုင်ငံမှာမင်္ဂလာဆောင်လာတာဖြစ်ပြီးတော့ဒီတရားဝင်လက်မှတ်ထိုးပြီးယူထားတာမဟုတ်ဘူးကျွန်တော်တို့ကဒီလူသီးရှင်ကြားဒီနေဒီဘက်မှာဆောင်လို့ပဲပေါ့နော်အာလူသီးရှင်ကြားအားလုံးနဲ့အတိတ်တည်နေတဲ့မင်္ဂလာဆောင်ထားတာအဲ့တော့ ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြောချင်တာကတော့ညီမလေးကတော့ဒါတော်တော်လေးဟိုမှာအခုချိန်မှာမွေးကန်ဒီဖွားကန်ဒီလည်းဖြစ်နေပြီဆိုတော့เนาะတော်တော်လေးတော့အားငယ်တယ်ကျွန်တော်တော့မနေ့ကအားပေးလိုက်မိပါတယ်ဝတ်ကြွေးပါလာလို့ရှိရင်တော့ခံရတာပဲကျွန်တော်ကိုယ်တိုင်လည်းအခုချိန်ဒီအဖေဆိုတာမခေါ်ဘူးသေးဘူးအဖေဆိုတာမရှိဘူးပဲကျွန်တော်အမေဆိုရင်တော့ဒါကိုယ်ဝန်လေးလားလောက်တယ်ထားခဲ့ရဆိုကျွန်တော်ပြောပြတယ်ဗောနော်အားပေးလိုက်ပါတယ်အဓိကတော့အဲ့တော့တော်တော်များများအနေနဲ့ယောက်ျားလေးများစုကကိုကတာဝန်ယူတတ်တဲ့သူဖြစ်စေချင်ပါတယ်အဓိကကတော့ အခုရဲ့ဒီဇနီးမယားကမွေးလာမဲ့ကလေးလေးကဘယ်လိုမျိုးလေးဖြစ်လာမလဲကိုကတနာအစ်င့်နဲ့ပြီးတော့နှမချင်းကိုချင်းစာပေးတဲ့နဲ့နောက်တစ်ခုကကျွန်တော်တို့ဒီကို့မှာလဲနောက်ထပ်နောက်ထပ်ဘဝကြီးရှေ့ဆက်အများကြီးတွားရအောင်ပါဒီလူမျိုးပဲဒီကို့နဲ့ပေါင်းသင်းခဲ့တဲ့မိန်းကလေးကိုမထားရခဲ့စီချင်ဘူးပေါ့နော်အဲ့တော့ညီမလေးကတော့ तू ကတော့ပြန်လာလဲလက်မခံတော့ပါဘူးပေါ့နော်ဒါပေမဲ့အဓိကလောလောဆယ်ဆယ်တော့ပြောမယ်ဆိုရင်တော့ဘလိုပဲဖြစ်ဖြစ်မိန်းကလေးတယောက်အနေနဲ့ကလေးမွေးကန်ဒီမှာဒီလူမျိုးလေးပေါက်ပြန်ခံရတာဖြစ်တဲ့အတွက်ကြောင့်တော်တော်လေးခံစားရရတယ်ပေါ့နော်အဲ့တော့ ဟိုပြီးတော့လဲဒီဒီထိုင်းနိုင်ငံမှာပေါ့နော်အီပိုကတ်မှာဖောက်ပြန်တဲ့အဲ့ဒီအမကလည်းဒီမိန်းကလေးကိုမသိကြအောင်ဆောင်ပြီးတော့သူကစာလက်ရေးတယ်အဲ့ဒီသူ့ရဲ့တငယ်ချင်းအောင်ဆောင်တဲ့ပုံစံမျိုးနဲ့စာလက်ရေးတယ်ပေါ့လိုက်ပြီးတော့မှအာပြောမယ်ဆိုရင်တော့မနှောက်ရှက်နဲ့ဖို့ဆိုပြီးတော့လာပြီးတော့ရေးတာမျိုးတွေရှိပါတယ်တဲ့နောက်တစ်ခုကဘာလဲဆိုတော့သူကလည်းသူ့အဲ့ဒီယောက်ျားလေးဖြစ်တဲ့သူကလည်းအိမ်အောင်ကွဲတာနှစ်နှစ်ရှိပြီဆိုပြီးလိန်ပြီးတော့မှသွားကြိုက်တာတဲ့ဒီအမနဲ့ပေါ့နော်အဲ့ဒီဖောက်ပြန်သွား ဖောက်ပြန်တဲ့သူအချင်းချင်းအဲ့တော့ပြောချင်တာ line ပေါ်မှာတော့ယုံကြည်ရလားမယုံကြည်ရလားတေချာလေးလာဖို့လိုပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ဖြစ်အိမ်အောင်ကွဲတာဖြစ်ဖြစ်ဖြစ်အပြိုပဲဖြစ်ဖြစ်ကိုကိုလက်ပတ်သက်တဲ့ယောက်ျားလေးရဲ့အကြောင်းကိုတေချာလေးလာပြီးတော့မှလက်ခံစေချင်ပါတယ်ဒီဘက်မှာကြံနေတဲ့သူတွေကလည်းမလွတ်မလပ်မပေါ့ပါပါကိုဝင်ကြီးနဲ့ဆိုရင်တော့ဒါနှစ်ဦးနှစ်ဖက်စလုံးဘဒုတွက်မှမကောင်းပါဘူးအဲ့တော့အားလုံးတွေနဲ့လူငယ်တွေအကုန်လုံးကိုသင်ကန်းစာယူစေချင်ပါတယ်အဲကျွန်တော်တို့ဘယ်နိုင်ငံမှာပဲနေနေအတ္တိကကတော့ ပြောချင်တာကကိုယ့်ရဲ့ဒီပြောမယ်ဆိုအကြည့်စာလိုက်တာပေါ့အကောင်းဆုံးထိမ့်သိမ့်ပြီးတော့လူတွေကိုဟိုပြောမယ်ဆိုရင်စိတ်ဆင်းရဲမှုတွေမပေးဘဲနဲ့တကယ်ကိုကျွန်တော်တို့ကောင်းမွန်တဲ့အကြည့်စာလိုက်တာကောင်းတဲ့သူတွေကြီးပဲဖြစ်တယ်ဆိုရင်တော့အိမ်တော်ကြီးတွေလည်းအဆင်ပြေမယ်တယောက်နဲ့တယောက်တစ္ဆာရှိရှိနဲ့ချစ်သွားခြင်းအဖြစ်ကျွန်တော်ကဘာကြီးကိုအလှဆင်ဖို့အတွက်လိုပါတယ်အဲ့တော့အလုံးအိမ်တော်ကြီးမှာဖောက်ပြန်မှုကင်းတဲ့အချစ်ချင်းတွေနဲ့ဒါဆုံတွေ့ကြပါစေလို့ကျွန်တော်ကတော့ဆုတောင်းပေးပါတယ်ဗျာ။